မင်္ဂလာပါကလေးတို့ရေဒီကြာတော့ Grade 7တိပ္ပံသင်ကြားပေးမယ့်ဒီကြာချမ်းဖြစ်ပါတယ်။အခန်းရှိကဘာယူကသင်ခန်းစာနှစ်တွန်းထွန်းတဲ့ကြောင်များကြောင်ကိုတာသမီးတို့ကိုဒီကြာကရှင်းပြပေးပါမယ်။အဲ့တော့တွန်းထွန်းတဲ့ကြောင်ကတော့ကဘာအပေါ်ရွာလာကိုဒီကြာတို့တွန်းထွန်းကြောင်နဲ့မြေစီလာတို့နဲ့ဖွဲ့စည်းထားပါတယ်။တွန်းထွန်း twin threat ဆိုဒီမှာတဘာဝအတိုင်းဖြစ်ပေါ်တယ်။တတ်မဲ့အဆိုင်ခဲဖြစ်ပြီးတော့မှယင်မှာတီးကြတဲ့ဓာတ်ုပ်ဖွဲ့စည်းမှုနဲ့စနစ်ကြတဲ့အတန်တိဆောက်မှု ရှိပါတယ်။အဲ့တော့ twin threat အချို့ကတော့သလင်းလက်ချေခနောက်စိမ့်ခဲကျင်းနီ ရွှေစိမ့်ဗရန်မြာနီလာစသည်လိုပဲဖြစ်ပါတယ်။ယင်တို့ဟာတဘာဝဖြစ်အဆိုင်ခဲများပဲဖြစ်ပါတယ်။ တော့ရေနဲ့ brain ပေါက်မှန်ဟာ twin ထွက်ဟုတ်မဟုတ်ဆွေးနေပါတဲ့အဲ့တော့ရေရဲ့ brain ပေါက်မှန်ဟာ twin ထွက်ဟုတ်လားမဟုတ်ဘူးလားဆိုတာကိုဆွေးနေကြည့်ပါအောင်အဲ့တော့ရေကတော့ twin ထွက်မဟုတ်ပါဘူးဘာကြောင့်လဲဆိုတော့ရေဟာအဆိုင်အခဲမဟုတ်တဲ့အပြင်တိကျတဲ့ပုံသဏ္ဍာန်လည်းမရှိပါဘူး brain ပေါက်မှန်ဟာလေသဘာဝအတိုင်းဖြစ်ပေါ်လာခြင်းမဟုတ်ဘဲနဲ့လူတို့ဖန်တီးပြုလုပ်ထားတဲ့အတွက်ကြောင့် twin ထွက်မဟုတ်ပါဘူးเนาะ ဒါဆိုရင်ဒီကျေတို့လုပ်ငန်းတက်ကလေးကိုကြည့်ရအောင်သားတို့သမီးတို့ရဲ့ကျောင်းသုံးဖတ်စာအုပ်မှာပါတဲ့စာမျက်နှာ124ရာပုံ၈နှစ်ရောင်စုံတွင်းထွက်များဆိုတဲ့ပုံလေးကိုပြပေးထားတယ်။ကဲအဲ့ဒီပုံလေးကိုကြည့်ကြည့်ပေးပါဦး။ကဲဟုတ်ပြီ။ဒါဆိုရင်ဒီကျေတို့လုပ်ငန်း1ကျောင်းသားများအုပ်စုဖွဲ့၍ပုံ၈နှစ်ကိုလေ့လာပြီးတော့မှတူညီတော့အချက်နဲ့မတူညီတဲ့အချက်တွေကိုဆွေးနွေးပြီးတော့ဇယားမှာဖြစ်ဆက်ပေးပါတဲ့။ ကဲဒါဆိုရင်ဒီချက်တို့ဇာတ်မှာဖြည့်ဆွက်ကြည့်အောင်ကဲဇာတ်လေးပေးထားတယ်နော်အဲ့ဒီမှာတွင်ထွက်ရဲ့အယောင်ရဲ့ပုံသဏ္ဍာန်ကတချို့တို့အချက်ပြားလားအတုံးလားအချုံလားတွင်ထွက်မှာဆိုရင်နော်လက်ချေကန်ဆိုင်နဲ့ကြွေကြောက်တန်လင်းတို့ဖြစ်တယ်ဒါဆိုရင်ကျေတို့ဖြည့်ကြည့်ရအောင် ကဲအဲ့တော့တွင်းထွက်ရဲ့လက်ချေကိုကြည့်မယ်။အယောင်လေးကဘာအောင်ရှိတယ်လဲ။ဟုတ်တယ်။အဖြူလေးနဲ့အညူလေးနဲ့ရှိတယ်။သူ့ရဲ့ပုံစံတန်လေးကိုကြည့်ပါဦး။ဟုတ်တယ်။ပုံစံတန်ကအချက်ပြားပုံစံတန်ဖြစ်တယ်နော်။ကဲနောက်ထပ်တွင်းထွက်တစ်ခုကိုကြည့်ပါဦး။ဟုတ်တယ်။ကယ်ဆိုက်။သူ့ရောအယောင်လေးရော။ဟုတ်တယ်။သူ့အယောင်လေးကအဖြူလေးရှိတယ်။အပြာလေးရှိတယ်။အဝါလေးရှိတယ်။ကဲပုံစံတန်ကိုကြည့်ပါဦး။ဟုတ်တယ်။ပုံစံတန်လေးကတော့အတုံးပုံစံတန်ဖြစ်တယ်နော်။ ကဲနောက်ထပ်တစ်ခုကတော့ကျွေကြောက်ကဲကျွေကြောက်ရဲ့အယောင်လေးကိုကြည့်ပါဦးဟုတ်တယ်ကျွေကြောက်ဆိုတော့အဖြူရောင်လေးပေါ့သူ့ရဲ့ပုံစံလေးရအောင်ဟုတ်တယ်ပုံစံလေးကတော့အတုံးပုံစံလေးဖြစ်တယ်ကဲနောက်ထပ်တစ်ခုကိုကြည့်ပါဦးဟုတ်ပြီနောက်ထပ်တစ်ခုကတော့သလင်းကဲသလင်းအယောင်လေးကိုရောကြည့်ပါဦးဘာအယောင်လေးတွေရှိလဲဟုတ်တယ်အဖြူရဲ့အပြာရဲ့ခရမ်းရဲ့ရှိတယ်ကဲသူ့ရဲ့ပုံစံလေးရအောင်ပုံစံလေးကတော့အတုံးရဲ့ဟုတ်တယ်အချုံရဲ့ပုံစံလေးရှိတယ်နော် ကဲဒါဆိုရင်အဲ့ဒီလိလာချက်တွေအရာเนาะတချို့တို့ဟာတွင်းထွက်အမျိုးအစားတွေဟာတူတော်လဲအယောင်ရယ်ပုံတံရယ်အရွယ်အစားရယ်မတူအဲ့တော့တွင်းထွက်အမျိုးအစားမတူတော်လဲတချို့တို့အယောင်တူညီမှုလေးတော့ရှိနိုင်တယ်เนาะကဲအဲ့တော့တချို့တို့ကတဘာဝအတိုင်းတွေ့ရတဲ့တွင်းထွက်တွေကိုအမျိုးအစား၃မျိုးခွဲခြားနိုင်တယ်သူတို့ကဘာတွေလဲဆိုတော့ကြောက်ပြူတွင်းထွက်ရယ်တတုရိုင်းတွင်းထွက်ရယ်နဲ့တချို့တို့ ကြောက်မြက်ယေဒနာတွင်းထွက်ဆိုပြီးတော့မှသုံးမျိုးပေးထားတယ်။ကဲအဲ့တော့ကြောက်ပြုတ်တွင်းထွက်ကိုကြည့်အောင်။ကဲကြောက်ပြုတ်တွင်းထွက်ကတော့တကယ်လို့ကဘာအပေါ်ရံရွာမှာအများဆုံးတွေ့ရတဲ့ဥပမာဘာလဲဆိုရင်တလင်းတို့လက်ချေတို့เนาะဒါတွေဖြစ်တယ်เนาะ။ကဲတတူရိုင်းတွင်းထွက်မှာဆိုရင်တော့တကယ်လို့ဘာတွေရှိလဲ။တတူရိုင်းတွင်းထွက်ကတော့စီးပွားရေးအရာအရေးပါတယ်။ဥပမာအနေနဲ့ဆိုရင်တန်တို့ကျင်းနေတို့ဖြစ်တယ်။ကဲကြောက်မြက်တွင်းထွက်ကရော ဟုတ်ပြီကျောင်းမြတ်တွင်ကတော့လှပ၍မာကြောပြီးတော့ရှားပါတယ်ပြီးရင်တော့သူကဥပမာနည်းနဲ့ဆိုဗာလေးရှိလေစိန်တို့ဗရန်များတို့နီလာတို့စတာတွေပဲဖြစ်တယ်နော်ကဲဒါဆိုရင်ဒီချေတို့လုပ်ငန်းနှစ်ကလေးကိုကြည့်ရအောင်အဲ့တော့လုပ်ငန်းနှစ် ចောင်းသားများနှစ်သက်ရာတွင်းထွက်တစ်မျိုးစီကိုတဲ့အုပ်စုလိုက်တင်ပြပါအဲ့တော့တောင်းသူမျိုးစိတ်နှစ်သက်တဲ့တွင်းထွက်တစ်မျိုးစီကိုတောင်းသူမျိုးအုပ်စုလိုက်လေးတင်ပြကြည့်ပါဦးအဲ့တော့တွင်းထွက်တွေဟာဆိုရင်လူသားတို့အတွက်အသုံးဝင်မှုရှိမရှိဆွေးနွေးပါတဲ့အဲ့တော့တအားသမီးတို့တင်ပြထားတဲ့တွင်းထွက်လေးတွေဟာတချို့လူသားတွေအတွက်အသုံးဝင်မှုရှိမရှိကိုလည်းဆွေးနွေးပြပါဦး ွင်းထွက်တွေနဲ့တကယ်လို့တတူရိုင်းတွင်းထွက်တွေကိုတော့စက်မှုလုပ်ငန်းနဲ့လူအသုံးအဆောင်ပစ္စည်းများပြုလို့ရမှာအသုံးပြုပါတယ်အဲ့တော့ကြောင်မြတ်တွင်းထွက်တွေကိုတော့တကယ်လို့လဝရေနာများနဲ့အလှဆင်ပစ္စည်းများအဖြစ်အသုံးပြုတယ်ကဲအဲ့တော့တလင်းကိုတော့တကယ်လို့လျှက်စစ်ပစ္စည်းများနဲ့ဖန်ချက်လုပ်ငန်းတွေမှာ၎င်းကြွေကြောက်ကိုတော့တကယ်လို့ကြွေတယ်မြေတယ်ပစ္စည်းများ ထုတ်လို့ရမှာ၎င်းလက်ချေးကိုတော့တကယ်လို့လျှက်စစ်ပစ္စည်းများနဲ့ လက်ချင်းမှန်ပြုတ်လို့ရမှာ၎င်းကယ်ဆိုက်ကိုတော့ဖွဲ့စည်းထားတဲ့ထုံးကြောက်ကိုတကယ်လို့ထုံးနဲ့ဘီလက်မြေထုတ်လို့ရမှာ၎င်းအသုံးပြုပါတယ်ခနောက်ဆင်းကိုတော့တကယ်လို့ဘက်ထရီနဲ့လျှက်ကပစ္စည်းများပြုတ်လို့ရမှာ၎င်းတန်ကိုတော့တကယ်လို့စက်တီးနဲ့တန်လုပ်ငန်းများတွင်၎င်းခဲကိုတော့တကယ်လို့လျှက်စစ်နဲ့တက်ဆိုင်သောပစ္စည်းများခဲပိုက်နဲ့ဂေးဆက်ရာတွင်၎င်းအသုံးပြုနိုင်ပါတယ် ဗရန်များနီလာစိန်စတဲ့ကြောက်မြေရေနာတွေတော့တကယ်လို့လက်ဝရေနာများအဖြစ် အသုံးပြုကြပါတယ်ဒါတော့တောင်းသမီးတို့ထပ်ပြီးတော့သိရအောင်လို့ဒီချက်ကပြပြပေးတာပဲဖြစ်ပါတယ်နော်ကဲဒါဆိုရင်ဒီချက်တို့ကြောက်အဲ့တော့ကြောက်ကတော့တဘာဝလျောက်ဖြစ်ပေါ်နေတဲ့ twin threat အဆူဝေးကိုကြောက်လို့ခေါ်ပါတယ်ကြောက်ကို တွင်းထွက်သမျိုးဒါမှမဟုတ်လို့ရှိရင်တမျိုးထက်ပို၍ပါဝင်ဖွဲ့စည်းထားပါတယ်။ကဘာပေါ်မှာအဓိကကြောက်အုပ်စု၃မျိုးရှိတယ်။အဲ့ဒါတွေကတော့မီးတင်ကြောက်၊အနေကြကြောက်နဲ့အသွင်ပြောင်းကြောက်တို့ပဲဖြစ်ပါတယ်။ဒါဆိုရင်အဓိကချက်ကလေးကိုကြည့်အောင်အဓိကချက်များတွင်းထွက်ဆိုဒီမှာ တဘာဝအတိုင်းဖြစ်ပေါ်သောတတ်မဲ့အဆိုင်ခဲများဖြစ်ပြီးယင်းတွင်တိကျသောဓာတုဖွဲ့စည်းမှုနှင့်စနစ်ကျသော အတန်တိဆောက်မှုရှိပါသည်။ကဘာပေါ်မှာအဓိကကြောက်အုပ်စု၃မျိုးရှိပါသည်။သူတို့ကတော့တကယ်လို့မီးတင်ကြောက်အနေကြောက်အသွင်ပြောင်းကြောက်တို့ပဲဖြစ်ပါတယ်ကွယ်။အခုတီရှဲကတာလို့သမီးတို့ကို ရှင်းပြပေးလိုက်တာကတော့အခန်းရှိကဘာဂျိုကသင်္ကန်းစာနှစ်တွင်းထွက်တဲ့ကြောက်များအကြောင်းပဲဖြစ်ပါတယ် ကဲဒါဆိုရင်ဒီ channel တူတူနောက်သင်ခန်းစာမှာပြန်တွေ့ဦးမယ်နော်